မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါကိုโอเคမင်္ဂလာပါခင်ဗျာကဲဆက်လိုက်ရအောင်အရင်အပိုင်းမှာဒီ language gentry ရဲ့အသုံးပြုမှုနဲ့စီးမြင်အရာလိုက်နာစေခြင်းကိုသိခဲ့ရပါပြီ အခုအစိုးရဌာနတွေရဲ့တာဝန်ရှိမှုနဲ့ပတ်သက်ပြီးဘလို့ဖော်ပြထားလဲသိပါရစေရှင်။ဟုတ်ကဲ့။အရင်မှပြောထားတာကတက်ဆိုင်ရာအစိုးရဌာနများ၏ပြစ်မှုကင်းလွတ်ခွင့်နဲ့တက်ဆိုင်သောတည်ဆဲဥပဒေသည်ဤအခန်း၏အတုံးချခြင်းနဲ့ပြစ်ထမ်းခြင်းကိုအကျူးတက်ရောက်မှုမရှိစေရတဲ့။ရှင်းပါတယ်။နောက်တစ်ခုက ပြန်လဲတုံးသက်ခြင်းနဲ့အယူခံဝင်ခြင်းအကြောင်းတော့ဟုတ်ပါတယ်တက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့၏ အစောက်အုံဌာနသည်ကနဦးအယူခံဝင်မှုကိုတုံးတက်ပြီးသက်ဆိုင်ရာအာဏာပိုင်အဖွဲ့သည်ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရဌာနများသို့မဟုတ်ထိခိုက်နစ်နာသူတဦးဦး၏အယူခံဝင်မှုနှင့်တုံးတက်ရေးအဖွဲ့အဖြစ်ဆောင်ရွက်ရမည်ပြည်တော်စုပြည်နယ်နှင့်တိုင်းဒေသကြီးအဖွဲ့အစည်းများဆိုတယ်နော်မှန်ပါတယ်အဲ့ဒီအောက်မှာတော့ရှင်းဟောင်းသမိုင်းဝင်အမွေအနစ်နေရာများနဲ့အဆောက်အုံများကိုပိုင်ဆိုင်သည့်အစိုးရအဖွဲ့အစည်းများဖြစ်စေတက်ဆိုင်ရာအစိုးရအဖွဲ့အစည်းဤ ကိုးစလဲအနေနဲ့ဖြစ်စေရှေးဟောင်းတမိုင်းဝင်အမွေအနစ်နေရာများနဲ့အဆောက်အုံများကိုထိကိုက်စေနိုင်သောဆောင်ရွက်မှုသို့မဟုတ်ဆုံးဖြတ်မှုသို့မဟုတ်အယူခံမှုမပြုမီဆွေးနွေးသုံးသပ်ချက်ကိုရယူရမည်လို့ဖော်ပြထားပါတယ်။သူမှအသေးစိတ်ခေါင်းစဉ်ခွဲရှိသေးတယ်နော်။ကြားရောက်လာနိုင်တော့ဘေးအန္တရာယ်။ဟုတ်ပါတယ်။အဲ့ဒါကအရေးပေါ်အခြေအနေလည်းပတ်သက်တယ်။အရေးပေါ်အခြေအနေကျင်ညာထားသည့်နေရာတွင်ရှေးဟောင်းတမိုင်းဝင်အမွေအနစ်နေရာသို့မဟုတ်အဆောက်အုံတွင် လူအသက်နှင့်လုံခြုံရေးကိုချိမ့်ဖြောက်လာနိုင်သည်ဟုကြေညာထားပါကရင်းချိမ့်ဖြောက်မှုကိုအကဲဖြတ်သည့်အစိုးရအဖွဲ့အစည်းသည်ရင်းအဆောက်အုံဟာဖျောဖြတ်ခြင်းမပြုမီသက်ဆိုင်ရာအာဏာပိုင်အဖွဲ့နှင့်ဆွေးနွေးရမည်တဲ့။ကောင်းပြီ။နောက်တစ်ခုအစိုးရအဖွဲ့အစည်းတွေအနေနဲ့ဆောင်ရွက်မဲ့လုပ်ငန်းတွေအတွက်ရောဘယ်လိုမျိုးလိုင်းညွန်ထားပါသလဲ။အဲ့ဒီမှာတော့အစိုးရဌာနအဖွဲ့အစည်းသည်အယူခံဝင်မှုမှာပါဝင်ဆောင်ရွက်ရ၌သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ထံမှသုံးသပ်ခြင်းနှင့်အယူခံဝင်မှုကိုရရှိရာ ုံးဆွဲလိုက်သောကုံချန်းငွေထက်မပေါ်သောတင့်တင့်သောဝင်ဆောင်ကကိုသက်ဆိုင်ရာအယူခံဝင်သည့်ပုဂ္ဂိုလ်ထံမှတောင်းခံနိုင်သည်လို့ဆိုထားပါတယ်။ Okay အခုအခန်းဆက်ပြောင်းမယ်။လို့ဆောင်ရည်နီလာနဲ့ပစ္စည်းများပြန်လည်ပြုပြင်ခြင်း။ Okay အဲ့ဒီအချက်မှာရှေးဟောင်းတမိုင်းဝင်အမွေအနှစ်နေရာသို့မဟုတ်အဆောက်အုံဤအစိတ်အပိုင်းတစ်ခုပြုပြင်ခြင်းကိုဤအခန်းဤတတ်မှတ်ချက်တွေအရရှေးဟောင်းတမိုင်းဝင်ဆောက်လုံးမှုပစ္စည်းအမျိုးအစားမူရင်းသို့မဟုတ် အသုံးပြုစေရှေးဟောင်းသမိုင်းဝင်ဆောက်လုပ်မှုနီးလန်းငွေညအညီဆောင်ရွက်ရမည်ချီရှင်းနည်းတွေအကြောင်းနော်ဒါကတော့နည်းနည်းရှင်းမယ်ထင်တယ်ဟုတ်ပါတယ်ဒီလိုဖော်ပြထားပါတယ်ဤအခန်းသို့မဟုတ်အခြားလက်ခံနိုင်သောစီမင်းသို့မဟုတ်ဒီဇိုင်းသို့မဟုတ်ဆောက်လုပ်မှုနီးတညာတစ်ခုခုမှာဖော်ပြထားသောဖြည့်ရှင်းနည်းဆိုနဲ့စီမင်းသို့မဟုတ်ပုံမှန်နည်းယူတယ်များစီမင်းနဲ့ဤအခန်းတို့မိတိတဲဝေမှုမျိုးဖြစ်စေတခုလုံးသို့မဟုတ်သစိုက်အပိုင်းသုံးဆွဲထားသည့်ဖြည့်ရှင်းနည်းစုံကိုခွင့်ပြုမည် ဤအခန်းသည်အစိုးပြုထားသောအခြားနီလန်းသို့မဟုတ်ဒီဇိုင်းနီလန်းသို့မဟုတ်ဤလိုင်းညွန်ချက်တွေအရအထူးပြထန်းထားသောသို့မဟုတ်အခြားနီခွင့်မပြုထားသောတိဆောက်မှုတွေကိုပိတ်ပင်ထားခြင်းမရှိစေရ။အခြားနီလန်းတစ်ခုခုကိုသုံးသက်လက်ခံနိုင်ရန်တင့်တော်သောအာနာပိုင်အဖွဲ့စည်းထံအကဲဖြတ်ရန်တင်ပြနိုင်သည်။အာနာပိုင်အဖွဲ့စည်းသည်အဆိုပါဖြည့်ရှင်းနည်းနဲ့ဆက်ပြီးပြုလုပ်ပြီးတောင်းဆိုနိုင်သောတောင်းဆိုမှုတစ်ခုခုကို တက်တည်ပြဖို့လုံလောက်တော့အထောက်ထားသူမဟုတ်တက်တည်တင်ပြရန်တောင်းဆိုနိုင်သည်ဤအခန်းတွင်တတ်မှတ်ထားသောသူမဟုတ်ခွင့်ပြုထားသောဖြည့်ရှင်းဤအစာအဆိုပြုထားသောအခြားနိလန်တစ်ခုခုသည်ဤအခန်းဤဖြည့်ရှင်းဤနှင့်အရေးအသွေးစွမ်းအားထိရောက်မှုခံနိုင်စင်းနှင့်လုံခြုံရေးတွင်လည်းကိုက်ညီရမည်လို့ဖော်ပြထားပါတယ်ခင်ဗျာအေးဒါကတော့အတော်လေးပြည့်စုံတာပဲနောက်ဆုံးအပိုင်းရောက်ပြီးဆုံးဖြတ်ချက်တွေဟုတ်ကဲ့နောက်ဆုံးအချက်ပါအဲ့ဒီမှာ ပြည်နယ်နဲ့တိုင်းဒေသကြီးနဲ့သက်ဆိုင်သောကျင့်သုံးမှုတွေနဲ့ပတ်သက်ပြီးအစိုးရအဖွဲ့အစည်းတို့မဟုတ်ကော်မတီ၏စီရင်ဆုံးဖြတ်ချက်တွေဥပမာတရားဝင်အယူခံခွင့်မှုတွေအမှုဆုံးဖြတ်ချက်တွေစီမင်းအသေးပဲကောက်ရိုးခြင်းနဲ့စီမံခန့်ခွဲမှုဆုံးဖြတ်ချက်တွေစသည်ဖြင့်ပုံနှစ်တင်မှတ်တမ်းထားရမည်ဖြစ်ပြီးပြည်သူတွေသိနိုင်စေအောင်ဆောင်ရွက်ရမည်ရင်းစီရင်ဆုံးဖြတ်ချက်တွေကိုအလားတူအမှုတွေတို့မဟုတ်ကိစ္စတွေအတွက်လမ်းညွှန်ချက်အဖြစ်အသုံးပြုနိုင်သည်လို့ဖော်ပြထားပါရခင်ဗျာ အခုလိုအသီးစီရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကိုကိုရောအစီအစဉ်ကိုကြီးစုနှောစင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်းနှစ်ရဲ့အခန်းခွဲ2.5ရဲ့ကျန်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။